138ခုမြောက်သောစာလံပိုင်ငယ်19ကနေ23ကိုဖတ်ချင်ပါတယ်။ဖြောင့်မတ်ခြင်းတကားတို့ကိုငါအားဖွင့်ကြ။ငါဝင်ရထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းရမည်။ဤတကားဤထာဝရဘုရား၏တကားဖြစ်ဖြောင့်မတ်သောသူတို့သည်ဝင်ရကြ၏။ကိုတော်ကိုအကျွန်ုပ်ချီးမွမ်းပါမည်။အကြောင်းမူကားကိုတော်သည်အကျွန်ုပ်၏စကားကိုနားထောင်၍အကျွန်ုပ်ကိုကယ်တင်တော်မူ၏။ဒီနေရာမှာစာလံဆရာကအထူးပဲကျေးဇူးတော်ချီးမွမ်းခဲ့တာကဘာကြောင့်လဲဆိုတော့ ်ပါဝရဖရားကြောင့်ဖြောင်းမတ်ခြင်းတကားကိုဝင်ခွင့်ရတဲ့ဂျေဇုတော်ခံရလို့ဂျေဇုတော်ချီးမွမ်းတာဖြစ်ပါတယ်ဗါတယ်လေဖရားသခင်ကြောင့်ဖြောင်းမတ်ခြင်းခံရတယ်ဖြောင်းမတ်ခြင်းဆိုတာဗါလေဖြောင်းမတ်ခြင်းဆိုတာသခင်ယေရှုခရစ်တော်ကိုမိမိကိုယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံပြီးတော့မှကိုယ်တင်ခြင်းရခြင်းကိုဆိုလိုတာဖြစ်တယ်တနည်းအားဖြင့်ငါကေတင်ချင်းရလို့ဘုရားကိုယေရှုတင်နေတာလွယ်လွယ်လေးပဲရှေ့မှာလည်းအများကြီးပြောသွားပြီဒီအကြောင်းဒါကြောင့်ရှီရှီဝူဝေးတိတ်မပြောတော့ဘူးရှင်းရှင်းလင်းလင်းပြောပြချင်တယ် စာလံဆရာကျေးဇူးတော်ချီးမွမ်းခဲ့တယ်လို့ဒီကနေ့သင်တဲ့ကျွန်တော်တို့လည်းကျေးဇူးတော်ချီးမွမ်းဖို့အင်မတန်ရေးကြီးပါတယ်။ဘာအတွက်ကြောင့်လဲ။ထာဝရအတက်ရလို့ဖြောင့်မတ်သူလို့ခံရလို့ပြောခံရလို့။ Okay သင်ဒီဖြောင့်မတ်သူဖြစ်တယ်။ဟိုမတေချာသေးလို့ရှိရင်ကိုယ့်ရဲ့လက်ကိုလေကိုယ့်နှဖူးပေါ်သင်ပါကိုယ့်ကိုပြောနော်။ငါဒီဖြောင့်မတ်တော်သူဖြစ်တယ်။နှဖူးပေါ်သင်မပြောတာတိတ်အားမရအောင်ဆိုရင်ကိုယ့်ရဲ့ဗာလဲနှလုံးသားရှိတဲ့နေရာတက်တက်လေးမှာလက်နဲ့ဖီမှာကိုယ့်ကိုပြောအောင်။အခုပြောမှာအခုပြောမယ်နော်။ ကိုနာမည်ကိုတက်ပြီးမှကိုပြောမယ်ဥပမာကျွန်တော်နာမည်ပြောမယ်ဆိုရင်ကျွန်တော်ရဲမင်းဒီဖြောက်မှတ်တော်သူဖြစ်တယ်ဖျားရှိမှကျွန်တော်ရဲမင်းဒီဖြောက်မှတ်တော်သူဖြစ်တယ်โอเคယေရှုခရစ်တော်ကြောင့်ဖြောက်မှတ်ခြင်းလို့သတ်မှတ်ခံရတော်သူဖြစ်တယ်ကျွန်တော်ဟာကျွန်တော်တော်လို့တက်လို့ဖြောက်မှတ်သွားတာမဟုတ်ပါဘူးသခင်ယေရှုခရစ်တော်ကိုယုံကြည်လို့သခင်ယေရှုရဲ့ဂျေဇုတရားကြောင့်တခင်ယေရှုရဲ့ပြုတ်လုပေးခဲ့တဲ့အတွေ့အကြောင်ဖျားရှိမှကျွန်တော်ယေမင်းဟာဖြောင့်မတ်တော်သူ ဖြစ်ခွင့်ရတယ်ဟာလေလုယာ အဲ့ဒါကြောင့်ကြီးစိုးတော့ချီးမွမ်းတာနားလဲပြီလားနားလဲပြီလားဒါကြောင့်တင်ဟာအခု အပြစ်သားလားဖြောင်းမတ်တဲ့သူလားဖြောင်းမတ်တဲ့သူဖြစ်တယ်အရိုက်အရာအရာဖြောင်းမတ်တဲ့သူဖြစ်တယ်ဒါပေမဲ့တင်ဟာအပြစ်လောကမှာအသက်ရှင်နေသေးတဲ့အတွက်အပြစ်လုတ်တတ်သေးတဲ့အတွက်တင်ဟာဖြောင်းမတ်တော့သူဖြစ်ပေမဲ့အပြစ်ထဲမှာအာနပန်းလုံးနေသေးတဲ့အတွက်အပြစ်တွေလုံပြီးတတ်တော့ဝန်ခံတောင်းပန်ရမယ်ဒါကအင်တန်အရေးကြီးတဲ့အရာလေးတစ်ခုဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီလိုအပြစ်လုတ်လိုက်လို့ပဲချက်ချင်းဖြောင်းမတ်ချင်းပျောက်သွားတာမဟုတ်ပါဘူး ဖြောင့်မတ်ခြင်းကယေရှုခရစ်တော်ကြောင့်ကျွန်တော်တို့မလုံနိုင်ပဲနဲ့ကယ်တင်ခြင်းအခမဲ့ပေးထားတဲ့အတွက်ထာဝရမပြည့်ပြည့်နိုင်ဘူးအဲ့လိုထာဝရမပြည့်ပြည့်နိုင်ဘူးလို့ပြောတိုင်းတချို့လူတွေကဟာငါကယ်တင်ခြင်းရတာပြီကယ်တင်ခြင်းမဆုံးရှုံးတော့ဘူးဆိုမှရှောက်ရှောက်အပြစ်လုပ်နေတတ်တဲ့သူတွေရှိတယ်အဲ့ဒီလူတွေကိုကျွန်တော်ပြောမယ်အဲ့ဒီလူတွေကငကိုတွေကကယ်တင်ခြင်းမရထားတဲ့သူတွေဖြစ်တယ်ဘာကြောင့်လဲသူကယ်တင်ခြင်းတော့နားမလဲဘူးလေစစ်မှန်တဲ့ကယ်တင်ခြင်းရတာတဲ့သူတွေကအဲ့လိုရှောက်ရှောက်လုပ်ပါမလားကျွန်တော်ပြောမယ် စစ်မှန်တဲ့ကေတင်ချင်းရထားတဲ့သူတွေကပါဝရဖရာသခင်ကိုသူခဲပြီးတော့မှအပြစ်လုံနေတဲ့လက်တူဟုတ်မှာမဟုတ်ဘူးကျွန်တော်ပြောမယ်အပြစ်လုံနေတဲ့သူတယောက်ကငိုရရကေတင်ချင်းနားမလဲဘူးမရထားဘူးโอเคဒါဒီလိုပဲပြောလို့ရမယ်ဟုတ်ပြီနော်ဒါကြောင့်အပြစ်လုံတတ်တဲ့သူတိုင်းမှန်တယ်ဒါပေမဲ့ဖြောင်းမတ်တဲ့သူကဖြောင်းမတ်ချင်းခံရတဲ့သူကအမြဲတမ်းနောင်တနဲ့ပြန်လာနောင်တနဲ့ပြန်လာပြီးမှအဲ့ဒီအပြစ်ကိုဆက်မလို့တော့ဘူးဒါကိုနားလေထားရမယ်နော်ဆိုတော့ဒါပထမတစ်ချက်ဖြစ်တယ်ဘာကြောင့်ဂျေဇုကချီးမွမ်းတာလဲ ဖြောင့်မတ်ခြင်းယေရှုခရစ်တော်ကြောင့်ဖြောင့်မတ်ခြင်းခံရလို့အဲ့ဒီဖြောင့်မတ်ခြင်းတကားကိုဝင်ရလို့ကယ်တင်ခြင်းတကားကိုဝင်ရလို့ယေရှုတော်ချီးမွမ်းတာဖြစ်တယ်။ဟာလေလုယာဒုတိယတစ်ချက်ကြည့်အောင်ဒုတိယတစ်ချက်က138ခုမြောက်တော့ဆံလံပိုက်ငယ်20နှစ်ကနေ25ကိုဖတ်ချင်ပါတယ်။ပိုက်ကိုတီလှုပ်တော့သူများပယ်ထားတော့ကြောက်သည်နောက်တဖန်တိုက်တော့အထွန့်ဖြားတို့ရောက်ပြန်ထိုအမှုသည်ထော်ရဖြားပြုတော်မူသောအမှုဖြစ် ငါတို့မျက်မှောက်၌လည်းအံ့ဖို့အောပွေဖြစ်ဤနေ့ရက်ဒီထောက်ရဖျားစီရင်တော်မူသောနေ့ရက်ဖြစ်၍ယနေ့ဝမ်းမြောက်ရှင်လန်းကြကုန်အံ့အိုးထောက်ရဖျားကဲတင်တော်မူပါဟုတောင်းပန်ပါ၏အိုးထောက်ရဖျားကောင်းကြီးမင်္ဂလာကို ပေးတော်မူပါဟုတောင်းပန်ပါ၏တဲ့ဒီနေရာမှာစာလံစရာအဓိကကျေးဇူးတော်ချီးမွမ်းတဲ့အရာတစ်ခုကိုဖော်ထုတ်ပြောပြပါဆိုရင်ဒီနေ့ခေတ်စကားဒီနေ့ယုံကြည်သူ တမာတိယုံကြည်သူတွေနဲ့အနေနဲ့ပွန့်ပွန့်လင်းလင်းပြောရမယ်ဆိုရင်ယေရှုခရစ်နာမအားဖြင့်စုပေါင်းခွင့်ရလို့ဂျေဇုတော်ချီးမွမ်းတာဖြစ်တယ်။စာလံဆရာခင်မာတော့လေယေရှုခရစ်တော်မလာသေးဘူး။ယေရှုခရစ်တော်ဒီပါလေလူစားတိမခံသေးဘူး။ဒါပေမဲ့ကျွန်တော်ပြောမယ်စာလံဆရာတွေအဲ့ဒီကျမ်းစာရေးတဲ့သူတွေဖျားသခင်ရဲ့ပရောဖက်တွေဖျားသခင်ကိုလူအကျွင်းမဲ့ယုံကြည်တဲ့ဖျားသခင်ရဲ့လူယုံတွေကယေရှုခရစ်တော်လာမယ်ဆိုတာကိုအကျွင်းမဲ့မမြင်ရပေမဲ့ယုံကြည်ခဲ့တယ်။ထပ်ပြောမယ်နော်။ ပိုရှင်းအောင်ကျွန်တော်ပြောမယ်တချို့ကမေးတယ်ဆရာရေးတဲ့ယေရှုခရစ်တော်ကိုယုံမှပဲကယ်တင်ခြင်းရမယ်ဆိုရင်တမဟောင်းကလူတွေကဘလို့ကယ်တင်ခြင်းရတာလဲတဲ့ယေရှုခရစ်တော်ကိုယုံလို့ပဲကယ်တင်ခြင်းရတာပါရှင်းရှင်းလေးပဲနော်โอเคဒီမှာနားလေဖို့လိုတယ်เนาะညီကိုမောင်တို့မဟုတ်လို့ရှိရင်တမဟောင်းကျန်းကလူတွေကပဲပြည့်ညက်တော်စောင့်နိုင်မှကေတင်ချင်းရခဲ့တယ်လို့လုံးဝလုံးဝမဟုတ်ပါဘူးအဲ့လိုမျိုး တမန်ဟောင်းကယုံကြည်သူတွေကယုံကြည်ခြင်းနဲ့ပဲကေတင်ခြင်းရတာဖြစ်ပါတယ်ထပ်တစ်ခါပြောမယ်နော်တမန်ဟောင်းရောတမန်တေရောယုံကြည်ခြင်းအားဖြစ်တာကေတင်ခြင်းရတာဖြစ်ပါတယ်ဟာလေလုယာဘယ်မှာမှပင်ရဲ့စောင့်နိုင်မှကေတင်ခြင်းရခဲ့တယ်လို့မရှိဘူးကြမ်းချက်အာဗြဟံကယုံကြည်ခြင်းနဲ့ဖြောင့်မတ်ခံရတဲ့ယုံကြည်ခြင်းဖခင်လို့တော့တင်စားခဲ့တယ်လေအာဗြဟံကို ဆိုလိုချင်တာကသူတို့လည်းယေရှုကိုယုံလို့ကယ်တင်ရှင်ရခဲ့တာဒါဆိုရင်မင်းမဲ့သူတို့ခင်မှာယေရှုမယုံမရှိဘဲနဲ့ဘလို့ယုံခဲ့တာလေသူတို့ကျွန်တော်ပြောပြမယ်သူတို့ကမမြင်ရသေးတဲ့မဖြစ်လာသေးတဲ့ဂတိတော်ကိုဆွေးကင်ခဲ့တာโอเคဖြေပြေဩဝါဒစာကိုတေချာတော့ဖတ်ကြည့်ပါညီကိုမောင်တော်တို့ဘိုးဘေးတွေရဲ့ယုံကြည်ခြင်းကိုတေချာမှတ်ထားတဲ့နေရာမှာဘလို့ပြောလဲဆိုဘိုးဘေးတွေကအဲ့ဒီသခင်ယေရှုခရစ်တော်လာမယ်ဆိုတဲ့ဂတိတော်ကိုယုံကြည်ပြီးမှယေရှုကိုယုံကြည်ပြီးတော့မှမမြင်ခဲ့ရပေမဲ့ သူတို့ခင်မှာမရှိခဲ့ပေမဲ့ဖယားသခင်ကအဲ့ဒီဂတိတော်နော်ကေတင်ချင်းဂတိတော်ထားရှိတယ်ဆိုတာသူတို့နားလေတယ်သူတို့ယုံတယ်သူတို့ခင်နဲ့အဝေးကြီးဆိုပေမဲ့သူတို့အဲ့ဒီဂတိတော်လာမယ်ဆိုတာဖယားသခင်သူတို့ပြောပြထားတဲ့အတွက်သူတို့အဲ့ဒီဂတိတော်ကိုယုံတယ်အဲ့ဒီဂတိတော်ကပါလေအဲ့ဒီဂတိတော်ကသခင်ယေရှုခရစ်တော်ဟာလူလောကကိုရောက်လာမှာလူစားတိခိုင်မှာလူတွေအပြည့်အတွက်ပါဖြစ်လေအတိခံပဲဆိုတဲ့ဂတိတော်ဖြစ်တယ်ဟာလေလုယာအဲ့ဒီသတင်းကောင်းကသူတို့အတွက်ဖြစ်လာ ဖြစ်လာမယ်ဆိုတဲ့အရာပဲရှိသေးတယ်တို့ခက်မှာတမဟောင်းခက်မှာဒါပေမဲ့အဲ့ဒီဖြစ်လာမယ်ဆိုတဲ့အရာကိုတို့အကျွင်းမဲ့အကျွင်းမဲ့ယုံကြည်ခဲ့တယ်တနည်းအားဖြင့်တို့လည်းယေရှုကိုယုံကြည်ခဲ့တာပဲချက်တော်ညီကိုမောင်မားတို့ဒါကြောင့်တမဟောင်းကလူတွေဘာကြောင့်ကေတင်ချင်းရရလဲကျွန်တော်တို့ခင်မှာဆိုရင်ယေရှုကိုယုံမှကေတင်ချင်းရမယ်ဆိုရင်တမဟောင်းကလူတွေအတွက်ဟိုမတရားတော့ဘူးတို့ခင်မှာယေရှုမရှိဘူးလေကျွန်တော်ပြောမယ်တို့ခင်မှာယေရှုမရှိခဲ့ပေမဲ့ဂတိတော်သားရှိခဲ့တယ်ဟာလေလုယာ အာဒံအေဝါခေတ်ကတည်းကသခင်ယေရှုလာမယ်ဆိုတဲ့ဂတိတော်ထားရှိခဲ့တယ်လေတေကျမ်းစာဖတ်တဲ့သူတွေနားလဲလားနားလဲပြီလားတမဟောင်းတစ်ခုလုံးမှာသခင်ယေရှုကိုပဲအဓိကပြစ်မှတ်ထားတာဟိုပါလေအရေးလိုမျိုးပေါ်ပြတယ်တိတ်နားမလဲဘူးဆိုပေမဲ့တေချာလေ့လာမယ်ဆိုရင်ယေရှုကိုပဲပေါ်ပြတာโอเค အခုနကျွန်တော်တို့ဖတ်သွားတဲ့စာလံ138အခန်းငယ်20ကနေ25မှာပထမတခုံးဘယ်လိုပြောလဲဆိုတိုက်ကိုတီလောက်တော့သူများပယ်ထားတော့ကြောက်ဒီနောက်တစ်ဖန်တိုက်တော့အတော့ဖြာလို့ရောက်ပြန်ဒါဘာကိုပြောလဲဒီလားဘာကိုပြောလဲတင်နာနားလည်နိုင်လားတမဟောင်းကျင်းပဲဖတ်မယ်ဆိုရင်တင်နားလည်မှာမဟုတ်ဘူးတမတိကျန်းကိုဖတ်တဲ့ခါမှာအော်ယေရှုကိုပြောတာပဲဆိုတာတင်နားလည်ရတယ်ဟုတ်တယ်နော်တမတိကျန်းမှာဒီအကြောင်းပါတယ်လေ ဩဒါယေရှုကိုပြောတာပဲယေရှုလာမယ်ဆိုတာကိုပြောတာပဲယေရှုကေတင်ကေကေတင်ဖို့ငါတို့အတွက်လာမယ်ငါတို့ဟာယေရှုခရစ်တော်နာမကြောင့်စုတောင်းလို့ရတယ်ဆိုတဲ့အရာကိုဆိုလိုတာပဲဆိုတာနားလေလာတယ်နားလေလာတယ်ဟာလေလုယာအဲ့ဒါပဲအဲ့ဒါပဲဒါကြောင့်ကျွန်တော်အချက်နှစ်မှာဒီကနေ့အထူးပဲခွန်အားပေးချင်တာကကေတင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်စုတောင်းခွင့်ရလို့ဂျေဇုတော်ချီးမွမ်းဖို့လိုတယ်ဆိုတာကိုအဓိကပြောချင်တာဖြစ်တယ် ခင်ယေရှုခရစ်တော်နာမအားဖြင့်ကျွန်တော်လိုတာကိုဆုတောင်းလို့ရတယ်လေဒီကနေ့ဟုတ်တယ်နော်ချက်တော်ညီကိုမောင်တော်မတို့ဖယားမဲ့ဝါဒီနဲ့ဖယားရှိဝါဒီဘယ်မှာကွာရွားလဲတင်းတိလားအဲ့မှာကွာရွားတာဖယားမဲ့ဝါဒီဆိုတာကဖယားဖယားရှိတာကိုမယုံဘူးအဲ့လိုဖယားရှိတဲ့ရှိတာကိုမယုံတဲ့အခါမှာ तू ဖျားလာတဲ့အခါမှာ तू ဘာမှမလုပ်နိုင်တဲ့အခါမှာသူ့ကိုယ် तू အားကိုးလို့မရနိုင်တဲ့အခါမှာ तू ဖယားဆုတောင်းဖို့သူ့မှာဖယားမရှိဘူးဒါပေမဲ့ဖယားရှိတဲ့ ဝါဒီတွေဖျားရှိတာကိုယုံတယ်ဆိုတဲ့သူတွေကသူဘာမှမလုပ်နိုင်တော့အခါမှာဖျားကိုစူတောင်းခွင့်ရသေးတယ်။ဘာကြောင့်လဲသူယုံကြည်တယ်လေဖျားသခင်ရှိတယ်ဆိုတာ။ဟာလေလုယ။တကယ်တကယ်ဒါကျွန်တော်တို့အတွက်အမျက်ပဲလေဟုတ်တယ်နော်။ဒါကြောင့်ဆာလန်ဆီယာကဒီနေရာမှာဘာကိုကျေးဇူးတော်ချီးမွမ်းတော့လဲဆိုတော့သခင်ယေရှုခရစ်တော်နာမအားဖြင့်စူတောင်းခွင့်ရလို့ကျေးဇူးတော်ချီးမွမ်းဖို့ရန်အတွက်ကျွန်တော်တို့ကို ကြိုတင်ဖော်ပြထားတာဖြစ်တယ်ဆိုတာကျွန်တော်နားလည်စီခြင်းနဲ့ဒါဒီကနေ့ပြောမယ့်အချက်နှစ်ပါအခုနားထောင်နေတဲ့သူတွေစဉ်းစားဘူးလားမသိဘူးကျွန်တော်တို့သခင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းခွင့်ရတာကိုကမဟာကြီးမဟာကြီးမားလာတဲ့ဂျေဇုတော်ဖြစ်တယ်မဟာဂျေဇုတော်ဖြစ်တယ်ယေရှုခရစ်တော်နာမနဲ့ဖခင်သခင်ကိုတောင်းချင်တာတောင်းလို့ရတယ်ဆိုတာနဲတဲ့အခွင့်အာဏာလားဖတ်ပြောမယ်နော် ယေရှုခရစ်တော်နာမအဖြစ်တောင်းချင်တာတောင်းလို့ရတယ်ဆိုတဲ့အခွင့်အရေးကနဲတဲ့အခွင့်အရေးလားကြီးမားတဲ့အရာနော်ဒီလိုမျိုးအခွင့်အရေးတခြားဘာနာမှမရှိဘူးနော်ကျွန်တော်တို့ခရစ်ယာန်တွေမှာပဲရှိတာယေရှုကသူကိုယ်တိုင်ပြောခဲ့တယ်လေငါဤနာမအဖြစ်တဆုံတရားကိုသင်တို့တောင်းမယ်ဆိုရင်ငါနားညောင်းပေးမယ်ငါပေးမယ်တဲ့ဟာလေလုယာဒါကြောင့်ချစ်တော်ညီကိုမောင်မတော်ဒီ ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းရတာကိုကျေးဇူးတော်ချီးမွမ်းတတ်ဖို့အင်မတန်အင်မတန်အင်မတန်အရေးကြီးလာပါတယ်။ဒါဆာလံဆရာကနေကျွန်တော်တို့ကိုကြိုတင်ဖော်ပြထားတဲ့တမာတရားဖြစ်ပါတယ်။စစ်မှန်သောအရာဖြစ်ပါတယ်။ဒါကဒုရီယတစ်ချက်ဖြစ်တယ်။နောက်ဆုံးချက်ကြည့်အောင်ဒီကနေ့ပြောမယ့်နောက်ဆုံးချက်။နောက်ဆုံးချက်က138ခုမြောက်သောဆာလံပိုက်ငယ်26ကနေ29ကိုကြည့်မှဖြစ်ပါတယ်။ဖာရပ်ချာရဲ့ခွင့်နဲ့ကြွလာတော်သူဒီမင်္ဂလာရှိစေတည်း။ ်သာရဖျားဤအိမ်တော်ထဲကအကျွန်ုပ်တို့ဒီကိုတော်ကိုကောင်းချီးပေးပါ၏သာရဖျားဒီဘုရားမခင်ဖြစ်၍ငါတို့၌ရောင်ချီတော်ကိုလွတ်တော်မူ၏ရစ်တင်ရန်အကောင်ကိုရစ်ပလင်ဦးဂျုံ၌ကျိုးနှင့်ချီကြလောကိုတော်ဒီအကျွန်ုပ်၏ဖျားဖြစ်တော်မူ၏ကိုတော်ကိုချီးမွမ်းပါမည်အကျွန်ုပ်၏ဖျားဖြစ်တော်မူ၍ကိုတော်ကိုချီးမြှောက်ပါမည်ထာဝရဖျားဒီကောင်းမြတ်တော်မူ၍ဂယုနာတော်အစဉ်အမြဲတည်သောကြောင့်ဂုံကျေးဇူးတော်ကိုချီးမွမ်းကြလော့ ညီကိုမောင်မတို့စာလံ138ရဲ့ခေါင်းစဉ်ကပါလေတိလားစာလံ138ရဲ့ခေါင်းစဉ်ကထာဝရဖြားဒီကောင်းမြတ်တော်မူ၍ဂိ ුණ ာတော်အစဉ်မြဲတည်တော်ကြောင့်ဂုံကျေးဇူးတော်ကိုချီးမွမ်းကြလောအဲ့ဒါစာလံ138ရဲ့ခေါင်းစဉ်ပဲအစမှလည်းဒီအကြောင်းပြောတယ်အဆုံးမှလည်းဒီအကြောင်းနဲ့အဆုံးတတ်ထားတယ်ထာဝရဖြားဟာဖျားဖြစ်တယ်ဖျားတာကောင်းမြတ်တယ်အဲ့ဒါကဒီစာလံရဲ့ခေါင်းစဉ်ပဲနားလည်ပြီလားကျွန်တော်ခုဖတ်သွားတဲ့ကျင်းချက်ထဲမှာအဓိက ဖတ်တစ်ခါတစ်ခါသင်ပြတဲ့အရာတစ်ခုရှိတယ်အဲ့ဒါကတော့အကျွန်ုပ်ဤဖျားဖြစ်တော်မူ၏သာရဖျားဒီအကျွန်ုပ်ဤဖျားဖြစ်တော်မူ၍သာရဖျားဒီအကျွန်ုပ်ဤဖျားဖြစ်တော်မူ၍ဒီနေရာမှာစာလံဆရာကကျေးဇူးတော်ချီးမွမ်းတော်တာပါလေတိလားသောဝရဖယားဖယားစစ်ဖယားမန်ကိုငါရဲ့ဖယားအဖြစ်ကိုးကွယ်ခွင့်ရတဲ့အတွက်ကျေးဇူးတော်ချီးမွမ်းတယ်အဲ့လိုပြောတာ ထာဝရဘုရားသခင်ဟာဘုရားစစ်ဘုရားမှန်ကိုဒီဘဝမှာရှာတွေ့တဲ့အတွက်အင်မတန်ပျော်တာပဲအင်မတန်ကျေးဇူးတင်တာပဲဘုရားသခင်ကိုဟာလေလုယာဟာလေလုယာငါကိုးကွယ်နေတဲ့ဘုရားသခင်ဟာကဘာကိုဖန်ဆင်းတဲ့ဘုရားငါ့ကိုကယ်တင်တဲ့ဘုရားဂျူနာတော့အမြဲရှိတဲ့ဘုရားငါ့အပေါ်မှာကောင်းမြတ်တဲ့ဘုရားဂုံကျေးဇူးတော်ကိုချီးမွမ်းပါမယ်ဆိုပြီးတော့မှအမြဲတမ်းချီးမွမ်းတတ်ဖို့လိုတယ်ဆိုတဲ့အကြောင်းနောက်ဆုံးတစ်ချက်နဲ့ဝင်ငါသွားတာဖြစ်ပါတယ် နားထောင်ခံယူခြင်းအဖြစ်အသက်တာမှာတကယ်ထိမိ၍တီဆောက်စရာကောင်းခြင်းဖြစ်ပါစေလို့ရှုတောင်းမေတ္တာပို့ရင်ဤကုံချုပ်လိုက်ပါတယ်။နားမလဲတော့ရှင်ဆရာအောက်ကိုအပ်ပြီးမှမေးမြန်းလို့ရတယ်။ရှုတောင်းစရာရှင်လည်းပြောလို့ရပါတယ်။နှုတ်ကပတ်တော်ကိုတော့ဒီမှာပဲရက်နာပါမယ်။နားစင်သွားတဲ့သူအရောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍တာ၍ကောင်းခြင်းပေးပါစေတော့။အာမင်။